ဆိုင်ငါဖွင့်တော့မယ်ဆိုရင်ဟုတ်ကဲ့စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်မှုဆိုရင်ခံစားချက်နဲ့မဆုံးဖြတ်ပေအချက်လက်နဲ့ပဲဆုံးဖြတ်ပါဥပမာဆိုင်ငန်းတစ်ခန်းငါတော့မယ်ဆိုရင်ဒေါ်တော်များများလုပ်ငန်းအမျိုးအစားတွေအများစုအတွက်ဒီနေရာ location ကအရင်အရေးကြီးပါလိဥပမာလက်လီစည်းဆိုင်ဒီဇိုင်းကိုဖွင့်ဖို့အတွက်ဆိုင်ငန်းရှာမယ်ဆိုပါစို့ဒီနေရာအချက်ချာကြပြီးတော့အကွက်အကွင်းကောင်းဖို့ကအတက်ပါပဲလက်လီဆိုင်ဒီဇိုင်းရောင်းအားကောင်းဖို့ကလမ်းမကြီးပေါ်မှာဖြစ်စရာမလိုပါဘူးလူသွားလာများတဲ့နေရာတို့လမ်းစုံလမ်းကွာတို့ ရက်ကွက်ဇေနီနာလို့ဆိုရင်တော့ပို့ပြီးတော့ဆင်ပြပါလိမ့် location မကောင်းလို့ကတော့အဲ့ဒီဆိုင်ကလာကအခမဲ့ဆိုရင်တော့မှသွားပြီးတော့မဖွင့်ပါလိမ့်ဝန်ထမ်းစိတ်နဲ့ဆိုင်စိတ်ပါရှုံးပါလိမ့်မယ်ဈေးဆိုင်ရေလို့မှမဟုတ်ပါဘူးညီသည့်လက်လီဆိုင်အတွက်မဆိုရင်အရေးကြီးဆုံးကတော့ location ပါပဲကိုကကိုငားမဲ့ဆိုင် location ကိုအရန်ကြိုက်ပြီးဆိုပါတော့လုံးဝချက်ချင်းဆင်ရမချပါနဲ့ဘူးပွဲစားအများစုရဲ့စကလုံးတွေကိုလုံးဝနားမယောင်ပါနဲ့စေတနာမှန်တဲ့ပွဲစားတွေလည်းရှိတယ်လို့ပွဲဖြစ်ဖို့တကူတည်းကိုကြည့်ရပွဲစားတွေမှာအများကြီးပါ ခံစားချက်နဲ့မဆုံးဖြတ်ပါနဲ့အချက်လက်တွေပဲဆုံးဖြတ်ပါလက်ရှိအနေအထားပြန်များအရာတနည်းကိုဆိုင်ရှိရနေပြီးတော့လူဘယ်နှယောက်လောက်ဖျက်လျှောက်တက်လေအဲ့ဒီနေရာမှာကိုဆိုင်ကိုဘယ်နှယောက်လောက်ဝင်နိုင်ချေရှိမလဲဝင်လာတဲ့သူတွေကမှဘယ်နှယောက်လောက်ကဝင်နိုင်မှုအတွက်လားလာရှိမလဲအေးအဲ့ဒီချက်တွေအားလုံးကိုခံမဲကြီးတွက်လို့ရအောင်လို့တပတ်လောက်အဲ့ဒီဆိုင်သားမှာတနည်းကိုအောင်နေရပါမယ်ပြီးတော့လက်ရှိဘာဆိုင်ဖွင့်ထားလေဘာကြောင့်လက်ရှိဆိုင်ကအဲ့ကနေပြီးတော့ပြောင်းကျင်တာလေလက်ရှိဆိုင်ကနဲ့ကိုဖွင့်မဲ့ဆိုင်လိုင်းတူရင်တော့ပို့ပြီးတော့လေလာလွဲကူတာပေါ့ လက်ရှိဆိုင်ကမကြိုက်လို့လားဒါမှမဟုတ်အဲ့ဒီဆိုင်ရှင်ကခဏခဏဈေးတင်းလို့လားဒါဦးသေးချာစုံစမ်းကြည့်ပါကဲဒါပြီးရင်တော့အရေးကြီးဆုံးပိုင်းရောက်လာပါပြီပထမ6လအတွင်းမှာတနေ့ကိုယ့်ရဲ့ပြန်မြရောင်ကဘယ်လောက်ရှိနိုင်မလဲနောက်ထပ်6လအတွင်းရောဘယ်လောက်ထိထပ်တိုးသွားနိုင်မလဲဘယ်သူမှတော့အတိအကျမသိနိုင်ပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေတော့အနည်းဆက်ဆုံးခံမဲနိုင်ရပါလိမ့်မယ်ကိုရောင်မဲ့ပစ္စည်းရဲ့ပြန်မြအမျက်ရာခိုင်နှုန်းကိုလေကိုယ့်ဘက်ကတည်ထားပါမယ်ဥပမာကိုရောင်မဲ့ပစ္စည်းတွေရဲ့ပြန်မြအမျက်ရာခိုင်နှုန်းက တစ်ဆရာခိုင်နှုန်းပဲဆိုပါစို့တရက်ကို3သိန်းဘိုးလောက်ရောင်းရမှာပဲတရက်ကိုအကျမ်းမြတ်3000ကျန်မှာပါဆိုင်လာကတလောက်3သိန်းဆိုပါစို့ဆိုင်လာကတရက်စာ1000ကျသွားလိမ့်မယ်ပေးရမရှိဖွင့်ရမှာနော်ဒါပြင်ဝန်ထမ်းစိတ်နဲ့တခြားစိတ်တွေကတရက်ကို1000ပဲထားလိုက်ပါဦးတရက်ကိုစုစုပေါင်းဈေးက2000ဖြစ်နေပါပြီတရက်ကို3သိန်းဘိုးရောင်းရလို့တန်းမဆက်အမျက်ဆိုရင်တရက်စာအကျမ်းပြည့်အမျက်3000မှာတရက်စာဈေး2000ကိုဖယ်လိုက်မယ်ဆိုရင်ကို့အတွက်ကအတရေအမျက်1000ပဲကျန်မှာဖြစ်ပါလိမ့် ကိုင်မကတ်ကတော့ကိုယ့်ဘာကိုစဉ်းစားလုပ်ငန်းကြီးထွားနှုန်းကိုလည်းထည့်ပြီးတော့စဉ်းစားပေါ့အဲနောက်ပိုင်းကျမှပဲတရက်ကို၄၅၆သိန်းလောက်ရောင်းအားရှိလာရင်တော့ပို့ပြီးတော့ကျန်တာပေါ့အဲ့ကြားရဲလေကို့နာမှာပြိုင်ဘက်အမေတူဘယ်နဲ့ဆိုင်လောက်ရှိလဲသူတို့ရဲ့အနေထားကိုပါထည့်ပြီးတော့တွေ့ရပါလိမ့်မယ်ဘယ်စီးပွားရေးလုပ်ငန်းမှပြောသလောက်မလွယ်ကူပါဘူးစီးပွားရေးလုပ်ရင်ခံစားချက်နဲ့မဆုံးဖြတ်ပေးအချက်လက်နဲ့ပဲဆုံးဖြတ်ပါ